မင်္ဂလာနံနက်ခင်ပါယေရှုဂိယုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ဘူးချိန်ကတော့26ဒီဂရီရှိပြီးတော့မှ33ဒီဂရီရှိတယ်လို့ခန်စားရရှိနိုင်ပါတယ်ဗီရုရေသွေးကပုံမှန်ဖြစ်ပါတယ်နေတာလုံးအတွက်ညအဖြစ်နေတာပြီးတော့မှတိမ်တင်းတင်းဖြစ်ထွန်းပါမယ်အမြင့်ဆုံးဘူးချိန်ကတော့33ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပ္ပုခြင်းလင်းပြ ။နိုဝင်ဘာလ17ရက်အင်္ဂါနေ့2025ပတ်ထားသောမာနောက်ကို၎င်းသို့သူအားငါပေးမည်။ဒီကချက်ဓာရိတ်ကျမ်းမာခွန်အားစရာများအပိုင်းခုနှစ်ဖတ်ရန်ကြမ်းကျက်ဓာရိတ်ကျမ်းခန်းကြီးနေ့ခဲငယ်12မှ18ပြရကံမျိုး၌ရှိသောသင်းတော်ဤတမန်ကိုဤသို့ရေး၍မာလိုက်လော။သက်တော်တန်လျက်ရှိတော်သူ၏အမိန့်တော်ကသင်အကျင့်ကျင့်ခြင်းကို၎င်း စာရဣညာဇပလင်ရှိယယက်တိဟုသောသင်ဤနေရာယက်ကို၎င်းငါတိဤစာရန်ဤနေရာယက်၌သင်တို့တွင်အသေးတက်ခြင်းကိုခံရသောအန်ဒီပသည်သစ္စာရှိ၍ငါဘယ်၌တက်တည်ခံရသောနေ့ရက်ကာလတွင်ပင်သင်သည်ငါဤနာမကိုစွဲကင်ဤငါဤယုံကြည်ခြင်းတရားကိုမစွန့်မပယ်သို့တော်လည်းဣသရီလအမျိုးသားတို့သည်ယုတ်တုရှိမှပူဇော်သောရက်ကောင်ကိုစားစီခြင်းက၎င်း မတရားသောမေထုံကိုပြုစေခြင်းက၎င်းထိမိ၏လဲစရာကိုသူတို့ရှေ့၌ချထားမိကြောင်းဗာလက်မင်းကိုကြံပေးသောသူသည်ဟုသောဗာလန်၏အယူကိုဆွဲသောသူတို့သည်တင်ဤနေရာ၌ရှိကြသည်ဖြစ်၍တင်၌အနှဲငယ်သောပြစ်တင်စရာရှိ၏ထိုအယူနှင့်သဘောတူသောနီကိုလာတပေရို၏အယူကိုဆွဲလန်းသောသူတို့သည်ထိုနှီးတူတင်၌ရှိကြ၏ထို့ကြောင့်နောင်တရလော ။အရာလင်တင်ရှိရာတို့ငါသည်အလင်းအမြင်လာမည်။ထိုသူတို့ကိုငါကတွင်ဤတန်လက်နှင့်စစ်တိုက်မည်။ဝိညာဉ်တော်သည်အသင်တော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိတော်သူမည်သည်ကားကြားပါစေ။ကျင်သူသည်အောင်မြင်၏။ဝတ်ထားသောမာနကို၎င်း၊ကြောက်ဖြူလက်ဖွဲ့ကို၎င်း၊ထိုကြောက်ပေါ်၌အခရာတင်သောနာမတိတ်ကို၎င်းထိုသူအားငါပေးမည်ထိုကြောက်ကိုရတော်သူမတပါဘယ်သူမြထိုနာမကို တိနိုင်ရာဖမန်ဂျိုက်ခိုင်း၁၆ခန်းငယ်35ဣသရေလမျိုးသားတို့သည် လူနေရာပြည်သို့မရောက်မီတန်အောင်အနည်း40ပတ်လုံးမာနကိုစားကြ၏ခါနန်ပြည်နယ်နမိတ်သို့မရောက်မီတန်အောင်မာနကိုစားကြ၏ခုဒီဗျာဒိတ်ကျမ်းထဲမှာပါတဲ့ပေရဂံမျိုးသည်အာရှတိုက်မှာရှိတဲ့ယောမနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့မှ နိုင်ငံရေးရရင်ကျေးမှုရအချက်ချာကြတဲ့နေရာဖြစ်တဲ့ နောက်ပြီးတော့မှဘာသာရေးနဲ့ပတ်သက်တဲ့အထွတ်မြတ်တွေလည်းရှိတဲ့နေရာဖြစ်တယ်။ဂရိနဲ့ရောမတို့ရဲ့နတ်ဘုရားတွေရဲ့ဗိမာန်တော်တွေအများကြီးရှိတယ်။ရောမဧကရာဇ်ကိုဝိပုကိုးကွယ်ရတဲ့ဗိမာန်တော်ကြီးပဲ၃ခုရှိတယ်လို့သိရပါတယ်။ဘာသာရေးအယူဝါဒတွေအပြုမူချင်းကျန်နေရောထွေးရှက်ပြောနေတဲ့နေရာတခုလည်းဖြစ်ပါတယ်။ဒီပီရဂန်မျိုးကိုသခင်ယေရှုကသူ့ကိုယ်သူမိတ်ဆက်တဲ့အခါမှာ သက်တော်တန်လဲရှိတဲ့သူလို့မိတ်ဆက်ပါတယ်သူရဲ့မူရင်းဂရိဘာသာမှာတော့သွားထက်ပြီးတော့မှနှစ်ဖက်သွားရှိတဲ့ဓာလို့ဖော်ပြပါတယ်ရှင်ယောဟန် တွေ့ခဲ့တဲ့ယူပါယုံတဲကသခင်ယေရှုခရစ်တော်ဒီလဲသက်တော်တန်လဲရှိတဲ့ဂရင်းရှိတယ်လို့ပါရှိတယ်သခင်ယေရှုခရစ်ဒီလိုအပ်လာရင် သူ့ရဲ့သင်းတော်တွေကို သူ့ရဲ့နှုတ်ကပတ်တော်အပြင်ထက်မြက်တဲ့အရာအပြင်စီရင်မယ်ရင်ဆိုင်မယ်ဆိုတဲ့သဘောဖြစ်ပါတယ် ဆက်လက်ပြီးပီရဂန်မျိုးကိုဖော်ပြတဲ့အခါမှာသင်ရဲ့အချင်းချင်းချင်းကိုသိတယ်။ထိုနည်းတူသခင်ရှုသည် သူ့ရဲ့သင်တော်တွေကို သူကြည့်နေတယ်။ကောင်းကောင်းလှုပ်ဆောင်နေလားမလှုပ်ဆောင်နေဘူးလားဆိုတာကိုသူသိမြင်တယ်။ဆက်လက်ပြီးတော့မှသူတို့နေရာမှာစာရန်ရဲ့ယာဇပ်ပလင်ရှိတယ်ဆိုတာကိုလည်းသခင်ရှုသိတယ်။အဲ့လိုမျိုးနေရာတွေကြားထဲမှာသူတို့တွေရှင်သန်နေရတာကိုသခင်ရှုစာနာနားလည်သိရှိတယ်အထူးသဖြင့်အန်ဒီဘာဆိုတဲ့သူတယောက်က မတူရအနေနဲ့တည်ခံသွားတာလည်းရှိတယ်အဲ့ဒီကြားထဲမှာမှာပီရဂန်မျိုးကရှိတဲ့ယုံကြည်သူတွေသည်ကြမ်းကြမ်းခံရက်တီရင်ဆိုင်ခဲ့တယ်ဆိုတာကိုပြင်ရှုသိရှိကြောင်းကိုဖော်ပြပါတယ်။အိုးကနအူးစာတတိဖန်ကိုယေရုရှလင်မြို့မှာတတ်တဲ့အခါမှာခရစ်ယာန်တွေတကွဲတပြားတွင်းစင်ဖက်ပြေးကြတော့လဲပဲပီရဂန်မျိုးမှာရှိတဲ့သူတွေကသူတို့ရဲ့ခေါင်းဆောင်တယောက်တတ်ခံရတာတော့မှသူတို့ရဲ့ယုံကြည်ခြင်းကိုစွန့်ပစ်မသွားဘူးဆိုတာကိုသခင်ယေရှု အသိမပြုခြေကျူးကုန်ပြုတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ဟာရုတ်တုစင်တုကိုးခွေတဲ့အမှုကျင့်နေနဲ့ညောနောနေတယ်ဆိုတော့ကိုလည်းတွေ့ရတယ်။ကျုပ်တူရှိမှပူဇော်ရက်ရက်ကောင်တွေကိုစားဖို့နတ်ဖျားရဲ့ထုံးစံတလေးတိုင်းမတရားတဲ့မိထုံတွေကိုပြုကြဖို့ထီမီ၍လဲစရာတွေကိုသူတို့ရှိမှချထားဖို့တိုက်တွန်းနေတဲ့ဣသရီလလူမျိုးအုပ်စုတစုသူတို့ထဲမှာရှိတဲ့ဆိုတာကိုသခင်ရှုတိကြောင့်ကိုပေါ်ပြတယ် ရိသူတွေကိုသင်တို့လက်ခံထားခြင်းကအနေငယ်ပြည့်တင်စရာရှိတဲ့အကြောင်းကိုလည်းသခင်ရှုဖော်ပြပါဗျ။နောက်ပြီးတော့မှအယူမားတဲ့နီကိုလာရဲ့တပည့်တွေလည်းသင်တို့လက်ခံထားရဆိုတာကိုသခင်ရှုသိကြောင်းဖော်ပြရတယ်။အဲ့တော့နောင်တရဖို့လိုတယ်နောင်တမရဘူးဆိုရင်တော့တခင်ရှုကအလင်းမြင်လာမယ်တခင်ရှုလာခြင်းသည်စီရင်ဖို့သူ့ရဲ့နှုတ်ကနှုတ်ကပတ်တော်ဓာတ်နဲ့စီရင်ဖို့ရန်အတွက်ဖြစ်တယ် ူကဒင်းရဲ့တန်လျက်နဲ့စစ်တိုက်မယ်လို့ကိုသခင်ယေရှုဖော်ပြပါတယ်။အောင်မြင်တဲ့သူကတော့ဝတ်ထားတဲ့မာနမုံနဲ့ကြောက်ဖြူအဲဒီကြောက်ဖြူမှာအခရာတင်တဲ့နာမည်တစ်ကိုပေးမယ်လို့သခင်ယေရှုဖော်ပြပါတယ်။မာနဆိုတာကတိနတ်တော်ရဲ့မှာဣတရီလာလူမျိုးတွေအတွက်ဘုရားသခင်ဘက်ကဆောင်းလျှောက်ကြွေးမွေးတဲ့အစားအစာတစ်ခုဖြစ်တယ်။အခုမာနကတော့ဘုရားသခင်ရဲ့ထာဝရအသက်နဲ့သက်ဆိုင်တဲ့အသက်မုတ်ဖြစ်တယ်။ သူသဖြင့်သခင်ရှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ယုံကြည်ခြင်းတွေကိုအောင်မြင်တဲ့သူတွေကတော့အသက်မုတ်ဆိုတဲ့သခင်ရှုကိုအမြဲတမ်းစားသုံးပြီးတော့မှခါရကာလာတွေကိုရှောက်လန်းသက်ရှင်နေထိုင်ကြဖို့ရန်ဖြစ်ပါတယ်။ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တစ်တွေ့ကိုရော့ကိုဂျေစုတင်ပါတယ်။နနစ်တိုင်းကုနာရောတစ်ကို ခံရတဲ့ဂရက်တစ်စာရောကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်။ ။ဒါမှမယ့်အားနည်းချက်အပြည့်မစုံလင်မှုတွေကိုလည်းဝင်ချတောင်းပန်ပါရယ်။ပြစ်တုပ်ကိုဖော်ပြတောင်းပန်ရင်ဒါရပြစ်ကိုလွတ်ယုံတာမကအပြစ်တရားလက်မှလွတ်ခြင်းကတဏ္ဍနော်မူတဲ့သခင်သည်ဒါမျိုးကိုအပြစ်တရားလက်ထဲမှာဒီနေ့ပင်ကယ်တင်ကယ်နှုတ်ကောင်းကြီးပေးသနာရမူပါ။မေတ္တာရှင်ဖပြမြန်မာနိုင်ငံကြီးကိုကောင်းကြီးပေးပါ။စစ်ပေးဆောင်များကောင်းကြီးပေးပါ။မိုးရဲလေတွေမှာအမိုးကာရီနေရာစီ ဌာနရိခာရီကျမ်းမာရေးဆောင်ရှားမှုတွေရရှိစေဖို့မှာစပါပြည့်နောက်ထပ်နောက်ထပ်မထိခိုက်အောင်ဘရော့ပြင်ဆင်ကွယ်ကာပို့ဆောင်ကောင်းကြီးပေးပါဘုမြတ်တော်ရှင်ဖပြမြန်မာနိုင်ငံနိုင်ငံလုံးလည်းကိုရရှင်ကွယ်ကာပါပြည်သူပြည်သားတွေဘက်ကကိုရရှင်ပါရှိပါ မတရားခံရတဲ့သူတွေဘက်ကကိုရရှင်ပါရှိပါမတရားလုပ်တဲ့သူတွေကိုလည်းကိုရလက်တော်သောအနံပါရဲရှင်စင်စီရင်တော်မူတဲ့မြန်မာပြည်ကြီးကိုအမြန်ဆုံးလွတ်မြောက်ငြိမ်းချမ်းရသောခွင့်ကိုပေးပါမည်ကြောင်း ခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လေသနာခံဆုတောင်းကြပါရပါဗျာအာမင်